င်္ဂလာပါသတင်းနဲ့မီဒီယာကိုရဲ့ NMG သတင်းဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေတဲ့ကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမားတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ဒေသတွေနဲ့နိုင်ငံတကာသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NMG ရဲ့ podcast တုံ့လွင်ချက်တွေကိုတိုက်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှနားထောင်ရင်းလည်းရပါတယ်ကျမအာမီပါ ဒီနေ့သတင်းတွေထဲမှာတော့စရုံလေးချောင်းတိုက်ခိုက်ခံရမှုတဲ့ကလေးတွေအပါဝင်အရက်သားတွေတေဆုံးခဲ့ပါတယ် ကလဝမ်းမြို့နယ်လေကြောင်းတိုက်ခိုက်ခံရမှုထဲမှာအမျိုးသမီး၂ယောက်သေဆုံးပြီးတော့အယောက်20လောက်ထိမှန်ဒဏ်ရာရခဲ့ပါတယ်။တောင်မဲမြို့ကစီရီအခြေအနေအမေရိကန်ကကျဲတပွင့်အထက်ဗိုလ်ချုပ်တွေကိုအစည်းအဝေးခေါ်လိုက်ပါတယ်။မော်လ်ဒိုဗာပြည်သူတွေကဥရောပနဲ့ပေါင်းဖို့ရွေးချယ်ခဲ့တဲ့အကြောင်းအမေရိကန်မှာတောင်းကျမ်းနေတဲ့ရှင့်ကလေးအကြောင်းဒီသတင်းအကြောင်းအရာတွေကိုစမိုင်းကနေစူးစီးတင်ဆက်ပေးထားပါတယ်။ ကချင်ပြည်စတုံမျိုးပေါ်ကိုစစ်ကွန်မရှင်တပ်ကလီကြောက်ကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတွေဟာမျိုးပေါ်ကနေထွက်ပြေးသိမ်းရှောင်နေကြရပါတယ်စစ်ကွန်မရှင်တပ်ကကချင်လွတ်လပ်ရေးတပ်မတော် KIA ထိချုပ်ထားတဲ့စတုံမျိုးပေါ်ကိုစက်တင်ဘာလ29ရက်နေ့မှာလီကြောက်ကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးတွေအပါအဝင် အရက်သား၈ယောက်တိစုံခဲ့ပါတယ် ထရန်ရတဲ့သူတွေထဲမှာလည်းကလေးတွေပါတယ်လို့အရေးပေါ်ဈေးကူတာမှုခံယူနေရတယ်လို့မြေပြတဲ့ဒင်းရင်းမြစ်ကပြောပါတယ်။စတုံမျိုးပေါ်ကဈေးနဲ့လူနေရက်ကွက်ထဲဘုံကြရပောက်ွယ်ခဲ့တာလူဒေသခံတွေကပြောပါတယ်။လေကြောင်းကနေလေးကြိမ်ထဲမှနေဘုံကျဲခဲ့တာဖြစ်ပါတယ်။စစ်သက်ကလေကြောင်းကနေဘုံကျဲခဲ့တာကြောင့်အခုဆိုရင်မြို့ထဲမှာလူသွားလူလာလည်းမရှိတော့တယ်လို့ကျောင်းနဲ့ဌာနဆိုင်ရာရုံးတွေလည်းအကုန်ပိတ်ထားတယ်လူဒေသခံတယောက်ကပြောပါတယ်။ အဲ့ဒါအပြင်ပြည်သူတွေလည်းမြို့ထဲကနေတိမ်းလျှောက်ကုန်ပြီလို့ဆိုပါတယ်စက်တုံးမြို့ဟာတရုတ်မြန်မာနယ်စပ်ကုတ်တွယ်ရေးလမ်းကြောင်းဖြစ်တဲ့ကမ်ပိုင်တီနယ်စပ်ကုတ်တွယ်ရေးလမ်းပိုင်းမှာအခြေချကြတဲ့မြို့တစ်မြို့ဖြစ်ပါတယ်လေကြောင်းတိုက်ခိုက်မှုတည်နောက်တစ်ပုတ်ကတော့အရကသက်တော်အေအေက ထိ ंछ ုပ်ထားတဲ့ချင်းပြည်ပလဲဝါမြို့နယ်တိုက်ခိုက်ခံရတာဖြစ်ပါတယ် ချင်းပြည်ပလဲဝါမြို့ကလူနေရက်ွက်ထဲနဲ့ဆေးရုံပတ်ဝန်းကျင်ကိုစစ်ကောင်မရှင်တပ်က စက်တင်ဘာလ29ရက်နေ့နေ့လယ်ပိုင်းမှာပေါင်900ဘုံတုံးပြီးတော့လေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်ဒီလိုလေကြောင်းကနေတိုက်ခိုက်ခဲ့လို့အမျိုးသမီး2ယောက်သေဆုံးပြီးတော့အယောက်20လောက်ထိမဲ့ဒဏ်ရာခဲ့တယ်လူဒေသခံတွေကပြောပါတယ်ပလဲဝါမြို့ပေါ်ကနေရာ300လောက်ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် လေကြောင်းကနေဘုံကျဲတိုက်ခိုက်တာကိုခံခဲ့ရလို့လူနေအိမ်တွေဈေးဆိုင်တွေနဲ့ဆေးရုံတွေထိမဲ့ပျက်စီးကုန်တယ်လို့ဆိုပါတယ်ရှမ်းမြောက်မှာဖြစ်နေတဲ့တအန်းသက် TNL နဲ့စစ်ကောမရှင်တပ်တွေကြားကတိုက်ပွဲတင်းနဲ့ဆက်ပါအောင်မယ်။ကြောက်မဲမြို့နယ်ထဲမှာဖြစ်နေတဲ့တိုက်ပွဲတွေကမြို့နဲ့သုံးမိုင်အကွာလောက်မှာရှိတဲ့ခူမုံရွာနာထိရောက်လာနေပါတယ်။ဒီနေ့မှဆိုရင်စစ်တပ်နဲ့တအန်းသက်ကြားကတိုက်ပွဲတွေဟာ ခူမုံရွာစကန်းသားမိုင်းသိန်းပင်တီရွာတွေမှာဖြစ်နေတာလို့မြေပြေသတင်းရင်းမြစ်ကပြောပါတယ်။ကြောက်မဲမြို့ထဲကနေရာတချို့မှာလည်းဒီနေ့နေ့လယ်ပိုင်းလောက်ကစပြီးတော့မီးလောင်နေရာတွေရှိနေတယ်လို့ဆိုပါတယ်။မြို့ထဲမှာတအံတပ်ဖွဲ့ဝင်တွေလည်းမရှိတော့ဘူးလို့ဒေသခံတွေကပြောပါတယ်။အဲ့ဒါပြင်ကြောက်မဲမျိုးကနေတအံသက်ကစုတ်ခွာသွားပြီလို့လည်းမြပြင်းတဲ့ဒင်းရင်းမြစ်တချို့ကဆိုပါတယ် ဒါနဲ့ပတ်သက်ပြီးအတီးပြုတ်နိုင်ဖို့တအံ့သက် TNL ပြောခွင့်ရလူရည်ဦးကို NMG အနေနဲ့ဆက်သွယ်နေစေဖြစ်ပါတယ်။မနေ့ကတော့တအံ့သက်အနေနဲ့မြို့ကနေစုတ်ခွာတာမျိုးမရှိသေးပေမဲ့ဆက်ပြီးတော့ခံနိုင်ဖို့ခက်ခဲတဲ့အခြေအနေမျိုးမှရှိနေတယ်လို့ပြောခွင့်ရလူရည်ဦးက BBC သတင်းဌာနကိုပြောဆိုထားပါတယ်။လေကြောင်းရေကြောင်းနဲ့လက်နေကြီးပြစ်ခတ်တိုက်ခိုက်မှုတွေကို အရင်ကထက်တတိထားကြဖို့အရခသက်တော် AA ကတတိပေးချက်ထုတ်ပြန်လာပါတယ် ရခိုင်ပြည်အပအဝင်ရခိုင်နဲ့ဆက်ဆက်နေတဲ့မကွေးဧရာဝတီပဲခူးစတဲ့နေရာတွေမှာ ဖြစ်နေတဲ့တိုက်ပွဲတွေထဲစစ်တပ်ဖက်က ထိခိုက်ကြဆုံမှုတွေများနေတာကြောင့်စစ်တပ်ကလေကြောင်းရေကြောင်းအပြင်လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကိုအရင်ကထဲလုံလာနေရလို့ဆိုပါတယ်ဒီစက်တင်ဘာလ29ရက်နေ့ထုတ်ပြန်ချက်ထဲမှာစစ်မှုထမ်းဥပဒေနဲ့စစ်သားစုဆောင်ခံရသူတွေကလည်းတက်ပြေးတာဘက်ပြောင်းတာနဲ့အလံဖြူထောင်ဝင်ရောက်လာတာတွေနေ့တိုင်းရှိနေတယ်လို့ဆိုပါတယ် ဒီရက်ပိုင်းထဲမှာရခိုင်ပြည်ထဲကကြောက်ဖြူတန်သွဲမြို့နယ်တွေအပြင်ချင်းပြည်ထဲကပလဲဝါမြို့တွေကိုစစ်ကောင်မရှင်သက်ကရေကြောင်းကနေလက်နဲ့ကြီးနဲ့ပြစ်ခတ်မှုလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့မြပြည်သတင်းရင်းမြစ်ကပြောပါတယ်စစ်ကောင်မရှင်တပ်ကအရက်သားတွေနေတဲ့နေရာတွေကိုနေ့ရောညပါဗုံးကျဲတိုက်ခိုက်မှုတွေလုပ်နေတာကြောင့်အာလုံးတတိရှိကြဖို့ထုတ်ပြန်တိုက်တွန်းလာလို့အေအေကဆိုပါတယ် နေထိုင်ရာနေရာတွေနဲ့လူစုလူဝေးနေရာတွေကိုနေရောညပါဗုံးကျဲပြစ်ခတ်မှုတွေပြုလုပ်နေတာကြောင့်အယက်သားတွေအနေနဲ့တတိရှိကြဖို့တိုက်တွန်းလိုက်တာဖြစ်ပါတယ်အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါ။အမေရိကန်စစ်တပ်ကမကြုံစဘူးကဘာအနက်မှာတာဝန်ထမ်းဆောင်နေတဲ့တပွင့်ဘူချုံနဲ့အထက်အရာရှိကြီးတွေကို အချိန်တိုလေးအတွင်းမှာအစည်းအဝေးခေါ်ယူခဲ့ပါတယ်။ ဒီအစည်းအဝေးကိုဗာဂျီးနီးယားပြည်နယ်မှာရှိတဲ့မရိတ်တပ်ဖွဲ့တက္ကသိုလ်ရဲ့ကွမ်တီကိုစစ်စခန်းမှာပြုလုပ်ခဲ့တာပါထူခြားချက်ကတော့ကမ္ဘာအနှံ့နိုင်ငံပေါင်း၁၂နိုင်ငံကျော်မှာတာဝန်ထမ်းဆောင်နေတဲ့စစ်ဘုချုပ်တွေအလုံးကိုတပတ်အတွင်းမှာအစည်းအဝေးဆင့်ခေါ်ခဲ့တာဖြစ်ပါတယ် ပင်တကွန်ကခေါ်ယူခဲ့တဲ့အစည်းအဝေးမှာကာကွယ်ရေးဝန်ကြီးနမဲသိအရဆိုရင်စစ်ဝန်ကြီးဖစ်ဟက်စင်တမကသမ္မတဒေါ်နယ်ထရန့်ကလည်းဘူချုပ်ရီအားလုံးကို ကိုရိုက်တွေးဆစကားပြောခဲ့ပါတယ်။အစည်းအဝေးကာလကတော့တရက်ထဲပဲဖြစ်ပါတယ်။ တယံဝင်ထုတ်ပြန်ထားတဲ့စစ်ဝန်ကြီးရဲ့မိခွန်းပါအကြောင်းအရာတွေကတော့စစ်တဲတော်စိတ်ဓာတ်ပြန်လည်ထူထောင်ရေးရုပ်ပိုင်းစိတ်ပိုင်းစံနှုန်းတင့်များချမှတ်ဖို့နဲ့စစ်ဝန်ကြီးဌာနရဲ့ဦးစားပေးလုပ်ငန်းစဉ်တွေကိုစစ်ဘက်ခေါင်းဆောင်တွေကိုရှင်းပြဖို့ဖြစ်တယ်လို့ဆိုပါတယ်ဒီလောက်များပြားတဲ့ဘူချုံတွေကိုလုံချုံရေးအန်ဒီရဲ့အဖြစ်ခံပြီးနိုင်ငံရဲ့ခြားတွေကနေရုတ်တရက်ပြန်ခေါ်တာဟာအရေးကြီးတဲ့ရုတ်ဝဲအကြောင်းအရာတစ်ခုခုရှိနေနိုင်တယ်လို့လည်းသုံးသပ်မှုတွေရှိနေပါတယ်။ မော်ဒိုဘာဆိုတဲ့နိုင်ငံလေးကပြည်သူတွေကတော့ရုရှားပေါ်ကြောက်ရွံ့မှုတွေကိုထထင်းရှားရှားပြခဲ့ကြပါတယ်အရင်နှစ်ကသတင်းတွေမှာဖော်ပြခဲ့သလိုပဲဥရောပနဲ့ယူကရိန်းကြားမှာရှိတဲ့မော်ဒိုဘာလို့ခေါ်တဲ့အရှေ့ဥရောပနိုင်ငံငယ်လေးမှာရွေးကောက်ပွဲကျင်းပကြပါတယ်။နိုင်ငံရေးအင်အားစုနှစ်ခုရှိနေပြီးတော့လက်ရှိမှာအာနာယ PAS ပါတီကဥရောပနဲ့ပေါင်းချင်ပြီးအတိုက်ခံတွေကတော့ရုရှားဘယ်လိုက်တူတွေရှိခဲ့ပါတယ်။ စက်တင်ဘာလ28ရက်ကကျင်းပခဲ့တဲ့ရွေးကောက်ပွဲရက်လက်တွေကတော့ဒီကနေ့ထွက်ပေါ်လာပါပြီ။မော်လ်ဒိုဗာပြည်သူတွေကဥရောပလူလာတွေဆိုတာကိုပြက်ပြက်သားသားပြခဲ့ကြပါတယ်။ရုရှားရဲ့စုတ်ဖက်ဝါဒဖျက်မှုတွေရှိနေတဲ့ဆိုတော့ဆွဆဲချယ်ရီဂျာကပဲဥရောပလူလာတဲ့ PAS ပါတီကပါလီမန်နေရာအများစုကိုအပြတ်အသတ်ဆက်လက်ရယူနိုင်ခဲ့ပါတယ်။ ထင်ရှားတဲ့ PES Party ကိုစလေ Radu Marian ကတော့သူ့ရဲ့ Facebook စာမျက်နှာမှာ Moldova 3ပူရင်3ညဆိုပြီးတော့တင်ထားလိုက်ပါတယ်။လမ်းမရီဘေးကဓာတ်ကြိုးတွေပေါ်မှာတိပင်တွေပေါ်မှာခုန်လိုက်ပြေးလိုက်သွားနေတဲ့အမွေးဖွားဖွားအကောင်လေးတွေတွေ့ဖူးမှာပါ။အဲ့ဒီရှင့်လေးတွေတွေ့ရင်ချစ်စနိုလေးကြည်တတ်ကြပါရဲ့။ဒါပေမဲ့ American နိုင်ငံမှာတော့အဲ့လိုရှင့်လေးတကောက်အတွက်တတိပေးချက်တွေထုတ်ပြန်ထားရပါတယ်။ အမေရိကန်ကယ်လီဖိုးနီးယားပြည်နယ်ဆန်ရီဖယ်နဲ့လူကတ်ဘယ်ရီနီးယားတွေမှာကြော်ညာလေးတွေကတ်ထားတာတွေ့ရပါတယ်။ကြော်ညာလေးတွေထဲမှာတော့ဒေါ်သားထွန်းနေတဲ့ရှင့်တကောက်ကလူတွေကိုတိုက်ခိုက်လေးရှိနေတာမို့တတိထားကြဖို့တတိပေးထားပါတယ်။လူတွေမွေးထားခဲ့တယ်လို့ယုံကြည်ရတဲ့ရှင့်ငယ်လေးတကောင်ဟာလူတွေကိုလိုက်ပြီးတော့ကိုက်နေလို့အ ਨੇ ဆုံးလူနှစ်ယောက်ကိုစေးရုပ်ကအရေးပေါ်လူနာခန်းကိုပို့လိုက်ရတယ်လို့တော်ရိုင်းသရိုက်ဆန်ကျွင်းကျင်သူတွေကပြောပါတယ်။ အဲ့ဒီတတိပီးကြော်ညာထဲမှာကစိတ်အလွန်ဆိုးနေတဲ့ရှင့်တကောက်ကလူတွေကိုတိုက်ခိုက်နေတယ်အဲ့ဒီရှင့်ဟာဘယ်ကမှမသိထွက်လာပြီးလူတွေကိုတိုက်ခိုက်တတ်တယ်လို့ရေးထားပါတယ်ဝိုင်ကဲလိုခေါ်တဲ့တော်ရိုင်းတရိတ်ဆန်ကဲဆယ်ရေးဌာနကဆက်သွယ်ရေးဒရိုက်တာအဲလီစင်ဟာမန့်စ်ကတော့လူသားတွေလက်သက်မွေးထားတဲ့ရှင်းဆိုတာသိချတယ်လို့ပြောပါရယ် ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျမတို့ဒီမှာပဲရက်နာမှာဖြစ်ပါတယ်တိုင်းသားဒေသတွေတဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေဆောင်းပါးတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ဒေသတွင်းနဲ့နိုင်ငံတကာသတင်းတွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့သတင်းဌာနကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျမတို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်